ဂတ်တင်ဟိုင်းလန်းအနေပြန်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့သွားတဲ့နေရာနောက်တစ်ခုကတော့ပြင်သစ်ရွာပဲဖြစ်ပါတယ်။တောင်ကျူတောင်ကြားထဲမှာတိဆောက်ထားတဲ့ပြင်သစ်ရွာလေးကိုသွားရောက်လည်ပတ်ဖို့အတွက်ကျွန်တော်တို့ဂရက်ကားငှားပြီးသွားမှရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမှဘတ်စကားသွားတာမရှိပါဘူး။ဘတ်စကားမရှိတဲ့အတွက်ကျွန်တော်တို့ဂရက်ကားငှားပြီးသွားရင်ရနိုင်ပါတယ်။ဆိုတော့ဂတ်တင်ဟိုင်းလန်းနေပြီးတော့ဂရက်ကားငှားပြီးသွားမယ်ဆိုလို့ရှိရင်တော့ကားကို45မိနစ်ကတော့စီးရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တောင်ကျူတောင်ကြားထဲကနေသွားပြီးတော့မှ ဒီပြင်သစ်ရွာကိုရောက်มาဖြစ်ပါတယ်ပြင်သစ်ရွာကိုရောက်ဖို့အဝင်အဝမှာသူတို့ဂိတ်တစ်ခုထားပါတယ်အဲ့ဂိတ်မှာတော့ဝင်ကြီးကောက်ခံပါတယ်အရင်တော့တော့မကောက်ဘူးလို့ပြောပါတယ်အခုတော့ကောက်ပါတယ်တယောက်ကိုဝင်ကြီး14ချက်ပေးရပါတယ်သူကကားပေါ်မှာပါတဲ့လူကြီးဘယ်နှယောက်လဲလို့ဂိတ်ကမေးပါတယ်တကယ်လို့ဂိတ်ကမေးတဲ့အချိန်မှာကိုကလူ9ယောက်ပါတယ်ဆိုလို့ရှိရင်9ယောက်တယောက်ကိုသူက14ချက်လုံးနဲ့တွက်ပြီးတော့ပတ်စံပေးရပါတယ်အဲ့လိုပြီးတဲ့အခါမှာလဲငွေသား cash ပေးလို့မရပါဘူးကျွန်တော်တို့ dash and go ကပ်ပဲဖြစ်ဖြစ် ဗီဇာကတ်ပဲဖြစ်ဖြစ်ကတ်တစ်ခုခုပေးมาရမှာဖြစ်ပါတယ်အဲ့လိုဖြတ်လာပြီဆိုလို့ရှိရင်တော့ပြင်သစ်ရွာတွေကိုဆားရောက်ပါပြီပြင်သစ်ရွာတွေကိုရောက်ပြီဆိုလို့ရှိရင်တော့ဂရကကိုကိုတတ်မှတ်တဲ့နေရာမှာကားကိုထားခဲ့လို့ရပါတယ်ကားသမားကိုဆောင်းခိုင်းလို့လည်းရပါတယ်ဆောင်းခိုင်းပြီးတော့ကိုကကိုပြန်မဲ့နေရာကိုလိုက်ပို့ခိုင်းလို့လည်းရပါတယ်ကားပတ်ကင်နေရာနေပြီးတော့ပြင်သစ်ရွာလေးကိုလမ်းအနှင်းငယ်ရှောက်ရပါတယ်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်တို့ပြင်သစ်ရွာတွေကိုရောက်ဖို့အတွက် အောက်ထပ်ကိုလေကားနဲ့ဆင်းပြီးတော့လမ်းစာလျှောက်မှဖြစ်ပါတယ်လမ်းစာလျှောက်ရင်ကျွန်တော်တို့တကယ်ယူရိုဆန်ဆန်ပြင်သစ်ရွာလေးကိုစားရောက်မှဖြစ်ပါတယ်သူတီဆောက်ထားတဲ့အစာအုပ်တွေရဲ့အုတ်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဟိုးရှိခစ်ကအုတ်ချက်တွေပုံစံမျိုးပြတိချခက်ကအစာအုပ်တွေပုံစံမျိုးဆောက်လုပ်ထားတာကိုမြင်ရမှာဖြစ်ပါတယ်။အရန်တာယာပြီးတော့ရာသီဥတုကလည်းအရန်အေဂျင့်နဲ့တပ်ပုံလှလှလေးရိုက်ချင်တဲ့လူတွေအတွက်ကတော့ဒီနေရာမှာအရန်အဆင်ပြေပါတယ်။ဘာဖြစ်လို့လဲတပ်ပုံရရတာလည်းအရန်ကောင်းပါတယ်။ဆိုတော့ဒီပြင်သစ်မျိုးကပြင်သစ်ရွာက အဆောက်အဦတွေမှာယူရိုဆန်တဲ့အတွက်အဲ့မှာငားနေလို့တော်တော်များတွေ့ရတာလဲ foreigner တွေအများစုကိုတွေ့ရပါတယ် foreigner တွေကဒီလို hotel တွေမှာတဲပါတယ်ဒါကတော့ abroad တွေအကုန်လုံး hotel တွေဖြစ်ပြီးတော့အောက်ထပ်ကတော့ဆိုင်ငန်းနေနဲ့ ပြာကန်းနေထားတာပဲဖြစ်ပါတယ်ပြာကန်းတစ်ခုချင်းစီကိုဝင်ရောက်လေ့လာလို့ရတယ်လို့လေအေးခံချင်လို့ရှိရင်လည်းအဲ့ဘေးကလေကားလေးတိုင်းဆင်းသွားပြီးတော့တောရိပ်တောင်ရိပ်ဒီမှာထိုင်နေလို့လည်းရပါတယ်ဆိုတော့ဒီယထားလုံးလေးတွေကိုလည်းပတ်စံပေးပြီးတော့စီးလို့ရပါတယ်ပတ်စံပေးပြီးစီးမယ်ဆိုရင်တော့သူကဒီရွာလေးတွေကိုပတ်ပြီးတော့ယထားလုံးကိုလိုက်ပြီးတော့လှည့်ပတ်မောင်းပေးပါတယ်ဂိတ်ပေါက်အဝင်ဝမှာကျွန်တော်တို့ဘာရှိလဲဆိုတော့အမှတ်တရဓာတ်ပုံရိုက်တဲ့လူတွေရှိပါတယ်ဒီဓာတ်ပုံရိုက်တဲ့လူတွေကသူတို့ရောကင်မရာအကောင်းကြီးနေပါတော့အမှတ်ချက်တူကြီးငှက်ကလေးနေ နောက်ခံ background တွေကိုပြောင်းပြီးတော့ဓာတ်ပုံရိုက်ပေးပါတယ်ဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဓာတ်ပုံကို20ပေးရပါတယ်20ပေးပြီးတော့ဓာတ်ပုံကောင်းကောင်းပုံလှလှလေးတွေထွက်လာမှာဖြစ်ပါတယ်ပြင်သစ်ရွာတွေကိုဝင်ပြီးဆိုလို့ရှိရင်တော့အရန်ခန်းထားတဲ့ကိုကိုရိုင်းယူရိုကိုရောက်နေတယ်လို့ခန်းစားရမှာဖြစ်ပါတယ်အနောက်နိုင်ငံတနိုင်ငံကိုရောက်နေတဲ့အစာအုပ်တွေကြားထဲမှာလက်ပတ်သွားလာရတဲ့ပုံစံမျိုးကိုခန်းစားရမှာဖြစ်တဲ့အတွက်ဒီနေရာလေးကတော့သွားသင့်တဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ရာသီဥတုကနေပူပေမဲ့လည်းအရင်ဆိုးဝါးပူလောင်ခြင်းမရှိဘူး ရာသီဥတုကအေးစိမ်ပြီးတော့ဘေးပတ်ဝန်းကျင်မှာလည်းတောတောင်ရင်မြေအလားပါကိုခန်းစားရမှာဖြစ်ပါတယ်။ဒီနေရာကဓာတ်ပုံရိုက်လို့အရန်ကောင်းတယ်။အဲဒီအတွက်တော်တော်များများကတော့ကျွန်တော်တွေ့ရတာဓာတ်ပုံရိုက်နေကြတဲ့လူတွေအရန်များပါတယ်။ဒီနေရာလေးကဓာတ်ပုံရိုက်လို့အရန်ကောင်းပြီးတော့အေဂျင့်တဲ့နေရာလေးဖြစ်တဲ့အတွက်တကယ်ကိုသွားရောက်လည်ပတ်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒီအောက်ထပ်မှာရှိတဲ့အမတ်တရပစ္စည်းဆိုင်တွေမှာလည်းအမတ်တရလက်ဆောင်ပစ္စည်းတွေကိုဝယ်ယူနိုင်ပြီးတော့ကာတွန်းတပ်ပုံတွေကိုလည်းရိုက်လို့ရပါတယ်ဆိုတော့ဒီနေရာမှာကတော့ buffet ဆိုင်ဟိုတယ်နဲ့တွဲထားတဲ့ buffet ဆိုင်တွေရှိပါတယ်။အဲဒီဆိုင်မှာဝင်စားမယ်ဆိုလို့ရှိရင်တော့တယောက်ကို buffet အဝါစား90ကျော်ရှိပါတယ်။ဆိုတော့သူတို့ချက်ပေးထားတဲ့ဟာတွေကိုကိုကြိုက်တာအဝါစားလို့ရပါတယ်။ဟိုတယ်ရလူတွေကတော့ဒါသူတို့ဟိုတယ်အတွက်တီးတန့်စားဖို့အတွက်နေရာတွေကိုဟိုတယ်အောက်ထပ်မှာစားတောက်ဆိုင်ပုံစံမျိုးလေးတွေကိုခင်းကျင်းထားတာဖြစ်ပါတယ်။